ျွန်တော်တက်တာဘောကဘောနော်တက်ပါဘွားခင်အချင်းကျွန်တော်လောက်ကန်စီစဉ်ယူရောက်ခဲ့ပါတယ်မြတ်အဲ့ချိန်မှာကျွန်တော်လောက်ကန်စီစဉ်ယူရောက်တဲ့ခါကျတော့ဒီရာဒီနေ့ဘောနော်ကျွန်တော်လုံးဝဘောနော်ဟိုလက်လာမှမဆိုင်လောက်ကန်ကဘယ်လောက်တော့အေးလဲဆိုရင်ဘောနော်မနမိုးလေးမျက်နှာတဲကိုရေခိုင်းရင်တော့မှရေတရအေးခင်းနေရတဲ့အစင်အောင်ရောက်ခဲ့တယ်ဗျအဲ့ဒါတက်ဖို့ရေဆေးဖို့ဆိုရင်တော့မှမနေ့អော်နေရတဲ့အချိန်ဘောဗျာအချိန်မှာဘောနော်ကျွန်တော်အစားအသောက်တွေဆိုရင်လည်း ဘလောက်တော့ကြာနေပဲမသိတဲ့တရုတ်ပြည်ရရေခဲရဲ့အစားအသောက်တွေပဲစားခဲ့ရတာဗျ။အဲ့ဒီကပဲဘောနော်ကျွန်တော်တို့ကတက်ခါကျွေးခဲ့တာမဟုတ်ဗျ။ဒါဆိုကုပ္ပစက်နဲ့ကိုစိုက်ပြီးတော့အိတ်စိုက်ပြီးတော့ဝယ်စားခဲ့ရတဲ့အခြေအနေမျိုးအလိုမဟုတ်ဘဲနဲ့တက်ခါပေါ့နော်ကျွန်တော်တို့ဒီရိတ်ခါတွေပဲဆိုရင်စမ်းနဲ့ပဲရီဆိုရင်လည်းကျွန်တော်တို့ဘောနော်ဘာအားရမှမရှိဘူးပူထူတာပါဘောနော်အဲ့ဒါလေးဒါစားရမယ်ဆိုရင်ကျွန်တော်တို့ဟာရပြက်ပြီးသေးတာကြာပြီဗျ။အောင်းကူမှာကျွန်တော်တို့ပေါ့နော်ဒါအစ်စားရမယ်လို့သူကညွှန်ကြားတာရှိတယ် ကျွန်တော်တို့ဟောင်းကုန်လို့အသစ်စားမဲ့ကျန်တော့လေကျွန်တော်တို့ရဲ့ဒီရိတ်ခါတရားဘောနော်ဟိုပိုးထိုးတာတွေဖြစ်နေပြီဒါပေမဲ့နေတဲ့ဒေတာဖြစ်တော့လေကတင်ကျွန်တော်ရှိရအရာရှိတွေအလိုမျိုးပေါ့ထက်လူကြီးတွေလက်ဝါချင်းရိုက်ပြီးတော့ဘောနော်လှူစားနေတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့တယ်ဗျဘာလို့ခြင်းလဲဘာရှာခြင်းလဲဘောနော်အခုလုံးဘောနော်ဟို လောင်ကစားမူရစီဝအကုန်လုံးရတယ်ဘောနော်အဓိကဘာလဲဆိုတော့ဟိုကိုဝါသနာပါဖို့ပဲအရေးကြီးတယ်ဗျာ ဲ့နေရာမှာပေါ့နော်ဘာကြောက်လို့ဆိုတော့ပျက်စီးသွားတဲ့လူတွေကတော့အများကြီးပဲဗျဒါပေမဲ့တချို့ကျတော့လေဟိုကိုယ့်ပိုင်ကိုယ်ဖျက်ဆီးခံကျင်တဲ့လူတွေကတော့အများကြီးပဲဗျတူးဆိုတဲ့တဘောတဘာဝကလည်းမူးယစ်ဆေးဝါးကျတဲ့သူမူးယစ်ဆေးဝါးပေါ့ဗျာတယ်မလားမိမကျတဲ့သူဆိုရင်မိမပေါ့လောင်စားကျတဲ့သူဆိုရင်လောင်စားပေါ့အဲ့လိုမျိုးမြောက်စားပြီးနေတဲ့လောက်ွားချင်းရိုက်ပြီးနေတဲ့သူတွေပေါ့ဗျာတည့်ရတော့ဗျာတယ်မလား မူရီစီဝါနဲ့ပတ်သက်ပြီးတော့မရှာမဖြစ်ရှာမယ်ဆိုပြီးတော့တည်င်းပြလာလို့တွက်ရှာတဲ့အနေအထားမျိုးဖြစ်လာခဲ့တယ်ဗျ။ထက်လူကြီးတွေဆိုတဲ့အတိုင်းအားလည်းတည့်တဲ့အတိုင်းပဲတည်မှာ။ဘယ်နေရာမှာပါရှိလဲဘယ်နေရာမှာပါရှိလဲဘယ်နေရာမှာဘာလုပ်နေဆိုတော့တည့်တဲ့အတိုင်းပဲမရှာမဖြစ်တာရှာနေရတယ်တည်မှာတာဝန်ရဆိုပြီးတော့အဲ့လိုမျိုးတော့လိုက်ရှာနေရတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့တယ်ဗျာကျွန်တော်တို့ဘဝတွေက။ဘင်းကြီးနေမိရှုတယ်စစ်တပ်ကဒီလိုဘင်းကြီးနေတင်စီလာပြီဘလူတွေဖြက်စီလာပြီဆိုတာတွေကတော့ဟိုခဏခဏ လိုလာတယ်ပေါ့ဗျာဒါပေမဲ့တကယ်တကယ်ကျတော့စိုက်သွားဗျာကျွန်တော်တို့ဒီဘိန်းကြီးနေမိရှုလိုက်ပြီးဘိန်းကြီးနေမိလောင်သွားပြီးစစ်တပ်ကဒီလိုတွေလွတ်ဆောင်ပေးနေစစ်တပ်ကဒီလိုပေါ့နော်ဟိုဒီလိုတွေလုံနေဆိုတာဟိုဒါစိုက်သွားထည့်တယ်ဗျာတကယ်တကယ်ကျတော့တရုတ်နေလက်ဝါချင်းရဲ့တကယ်တကယ်ဘိန်းကြီးစိုက်ခါစားအဥ္စာတွေလည်းမဟုတ်ဘူးဗျာတချို့ကြတော့ဗောဒီကိစ္စတွေဟိုးလာပြီးခြင်းတယ်ဗောဒါပေမဲ့ဟိုဒီကိစ္စတွေရဲ့နောက်ွယ်မှာပေါ့နော်ဟို ဒီစစ်တပ်ကတရားမဝင်လုပ်နေတဲ့လူကြီးတွေရဲ့နောက်ွယ်မှာတပုံကြီးចောင်းရနေရှိရဆိုတော့လည်းသိစင်နေပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်တို့ပေါ်တော့ဒီတရင်ပေးနေတဲ့တိုက်ပတ်ကြီးကိုကျွန်တော်တို့ဝင်ရှာတာပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့ရောက်လာပါပေါ့ဗျာအဲ့တိုက်ပတ်ကြီးရောက်လာကြအောင်တောင်းဝင်ရဆိုပြီးတော့ကျွန်တော်တို့ဝင်ရှာခဲ့တာပေါ့ဗျာအဲ့ဒီမှာပေါ့ကျွန်တော်သိရမလားဟိုလန်ဒီလန်လုပ်နေတဲ့လူတိုင်းပေါ့ဗျာအကုန်လုံးကဟိုလန်ဒီလန်ရှာနေကြတဲ့ကျွန်တော်ကတော့အဲ့ဒီမှာကြမ်းကြီးတခင်ဟာနေဆိုပြီးတော့ကျွန်တော် အိုက်ချန်ကင်းလေးကိုနော်တွားပြီးတော့ကျွန်တော်ဟိုဆရာကြီးလာပါဦးဒီမှာတော့လိုက်တန်ပေါက်နေတယ်ဗျာဟာဘာကြောင့်ထဲမှာဘာတွေတော့ရှိမှမသိဘူးကျွန်တော်တော့မသိပါနဲ့ဆရာကြီးကိုခုတ်လိုက်တယ်ဗျာအဲ့ချိန်မှာဆရာကြီးနဲ့ကျွန်တော်နဲ့ကဒီချန်ကင်းလေးကိုဗျာလှန်ကြည့်လိုက်တဲ့အချိန်မှာဘောတော့အထဲမှာအထုပ်လေးတစ်ထုပ်ထွက်လာတယ်ဗျာအဲ့ထုပ်လေးကိုအဲ့ဆရာကြီးနဲ့ကျွန်တော်နဲ့ကဓာလေးနဲ့ထိုးပြီးတော့အဲ့လေးဖောက်ပြီးကျွန်တော်မြည်ကြည့်လိုက်တယ်ဗျာထဲကထွက်လာတဲ့အထုပ်အမှုတ်လေးရဲ့အရသာကျွန်တော်ဘိန်းပြည့်နေတယ်ဗျာ တကယ်တော့ဗျအဲ့ဒီပိုင်ရှင်ရပါတော့ကျွန်တော်အဲ့ဒီတိုက်ပွဲကြီးရပိုင်ရှင်တွေကအာသူတို့ဟာမရောက်ခံလုပ်တာဗျအမရောက်ခံလုပ်ပြီးတော့သူတို့ကဘိန်းတွေကိုထဲမှာပေါ့နော်ဘိန်းတွေကိုဖွက်ထားတာနောက်ပြန်ကတ်အိုးတွေမျက်နှာဖုံးတွေတချို့ဆိုလိုက်ပြီးပေါ့နော်အဲ့လိုဟိုမြင်းစည်းတို့ပေါ့နော်အဲ့လိုမျိုးအရာဝတ္ထုတွေအကုန်လုံးသူတို့ကအဲ့လိုတွေလုပ်ပြီးတော့မရောက်ခံဖွက်ပြီးတော့သူတို့ဖွက်ထားကြတယ်ဗျပစ္စည်းတွေအချိန်မှာကျွန်တော်ရဲ့ဆရာကြီးပေါ့နော်ဒီကြိုင်းငင်းတွေတစ်ခုပြီးတစ်ခုခွာတယ် ပြီးလို့ရှိရင်ဘောနော်အထဲကိုအပါရရှိမှဆိုပြီးတော့ရှောက်ဖွင့်ကြည့်ရပြအဲ့ချိန်မှာဖွင့်ကြည့်တဲ့အခါကျတော့ကျွန်တော်တထုပ်ပြီးကျွန်တော်ထုပ်ထုပ်ထုပ်ဘိန်းနေတွေ့လာပြနောက်ပြီးဆုံးပါရတွေ့ရပါဆိုရင်ကျွန်တော်အဲမြင်းစည်းဘောနော်အဲ့ရာမရထွက်လာတယ်ပြီးလို့ရှိရင်ကျွန်တော် WY နေထွက်လာတယ်နောက်ပြန်ဘိန်းကြီးကရထွက်လာတယ်ကျွန်တော်အဲ့ထဲမှာပေါ့နော်အမျိုးစုံပြဘိန်းနဲ့ဆက်ဆက်မှုပစ္စည်းအိုက်တွေပါလေဆိုတော့ကျွန်တော်ထွက်လာပြကတ်အိုးတွေနောက်ပြီးဆိုမျက်နှာဘုံတွေဟိုအဲ့လိုမျိုးတွေအမျိုးစုံထွက်လာပြအ အချိန်မှာဟိုရှာတရားဟိုရှာတရားနဲ့အကုန်လုံးပေါ့နော်တော်တော်များများပစ္စည်းထွက်လာခဲ့တယ်ဗျအချိန်မှာကျွန်တော်ပေါ့နော်ဒီဘိန်းနေပြီးလဲခါချာမှာကျွန်တော်မတည်တာခံကောင်းနေဗျဘာသာတော့ကျွန်တော်နောက်နှစ်ရက်လောက်ထိကိုထမင်းလည်းမစားနိုင်ဘူးเนาะကျွန်တော်ဒါရေလည်းမချိုးနိုင်ရေလည်းမတောက်နိုင်အဲ့လိုမျိုးအခြေအနေဖြစ်အောင်ရောက်ခဲ့တယ်တခါမှကျွန်တော်တို့ဘိန်းကဘာမှမသိခဲ့တဲ့အခြေအနေမျိုးဆိုတော့ဒီဘိန်းကိုသွားပြီးတော့ရှူမိလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဒီမတည်တာတော့ကန်ကောင်းနေလို့ပဲပြောရမှာပေါ့ဗျာကိုဘွားကိုတင် အချိန်မှလည်းကျွန်တော်ဆွဲရမယ်ဆိုရင်ကျွန်တော်ဘဝရတော့ဒါဟိုခုရှင်းအောင်ဆိုတော်တော်ကြီးပျက်စီးခဲ့တဲ့အချိန်မျိုးတော့ရောက်နေပြီဗျ။အဲ့လိုအချိန်တွေပေါ့ဗျာเนาะကျွန်တော်ဒါဒီဘိန်းဖြူတွေပေါ့เนาะပိုင်ရှင်မဲ့နေမျိုးနဲ့ကျွန်တော်ဒါဟိုတင်းစီးခဲ့တယ်ဗျ။တင်းစီးခဲ့ပြီးတော့ကျွန်တော်ဒါတင်းတောင်းချီပြီးတော့ပေါ့เนาะကျွန်တော်ဒါတင်းစီးခဲ့တယ်။ပြီးတော့ဒီဘိန်းဖြူတွေနဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ့เนาะကျွန်တော်တို့တွေဒါထပ်လူကြီးကိုပြန်ခဲ့တယ်ဗျ။ပြန်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့ပေါ့เนาะဒီ နောက်ပိတ်ဆုံးဒီဘိမ်းဘီတွေကဘယ်ရောက်သွားလဲပေါ်သွားလဲမသိဘူးပိုင်ရှင်မဲ့မနေလေလူကြီးကြတော့ဗျတိန်သွားတယ်တိန်သွားပြီးတော့သူတို့ကတော့ဒီပိုင်ဆိုင်ရာတွေပေါ့နော်တက်လူကြီးပြန်အပ်ခဲ့တယ်လို့ပြောတာပဲကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်ဒီဘိမ်းဘီတွေကဘယ်ရောက်သွားမလဲပေါ်သွားမလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူတို့ကတော့ဒါမှဘိမ်းဘီတွေရှာလဲဆိုပြီးတော့တော်တယ်တက်တယ်ဆိုပြီးဒီမှာအဲလိုစုချင်းမြင်တာလို့ဒါကျွန်တော်တို့ပေါ့နော်ယာလူတိုးခဲ့ပေးတာမျိုးတို့တော့လုတ်ခဲ့တယ်ဗျ အချင်းစားပြီးတော့ကျွန်တော်တို့ဒါမှုတ်ပြီပြီးတွင်အခုချိန်ဒီပေါ့နော်ဒါမမီးလည်းမမီးရတော့မဆင်းရတော့ပေါ့ဗျာဟုတ်ကဲ့အားလုံးပဲကျေးဇူးပါဒါတော့ကျွန်တော်ရေပေါ့နော်ဒီဟိုလောက်ကန်စီစီမှာတကယ်ပေါ့နော်ကိုတွေ့ဖြစ်ပြကြုံလာခဲ့တဲ့အခက်အခဲလေးပါဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်